င်္ဂလာညနေခင်းပါရှင်ကျမတို့ဖူအီအီနွယ်ပါ DV ရုံမြင့်တန်ကြိုင်ညနေ၄နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် ီးခဲ့တဲ့စက်တင်ဘာလ15ရက်မှာတော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့စကိုင်းတိုင်းအထက်ပိုင်းကဗမောက်မျိုးကိုစစ်ကောင်စီနဲ့ SN နေပူအောင်တပ်ဖွဲ့တွေကတံပြန်ထိုးစစ်ဆင်နေခဲ့ပြီးနိုမာလာလင်မှာတော့မြို့အနီးပတ်ဝန်းကျင်အထိရောက်လာနေပါပြီ။ဒါကြောင့်နှစ်ဖက်တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ဗမောက်သတင်းမြစ်တယောက်ကပြောပါရယ်စစ်ကောင်စီနဲ့ရှမ်းနီအမျိုးသားများတက်မတော့ SNA ပူအောင်တက်တွေဟာနီးပညာမြင့် drone တွေအပါအဝင်လေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါရယ် SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတပ်စခန်းတွေကိုနောက်ဆုတ်ပေးလိုက်ရတဲ့အခြေအနေတွေလည်းရှိနေပြီးဗမောက်မြို့အနီးကတော်လှန်ရေးတပ်ဖွဲ့တွေနေရာယူထားတဲ့နတ်တလအကြောင်းကနေလည်းဆုတ်ခွာပေးထားရတယ်လို့သိရပါဗျ။နှစ်ဖက်တိုက်ပွဲတွေအတွင်းလက်နက်ကြီး၄ချောင်းနဲ့ဒရုန်းတံတွေကြောင့်နာတလကြောင့်အဆောက်အုံအများစုဟာလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဗမောက်စီရေးသတင်းရင်းမြစ်ကပြောပါရယ် နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေကြောင့်ဗမောက်မြို့အနီးကခမိုး၊မြစ်သေးချင်း၊စက်တော်၊နာရကာ၊ပေကုံ၊နာယောကြီးရွာတွေကပြည်သူတွေဘေးလွယာမြို့တွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်နဲ့စစ်တွေမြို့နယ်တို့ကိုနိုမာလာ၁၈ရက်တရက်ထဲမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု၅ချိန်အထိပြုလုပ်ခဲ့တယ်လို့အရခတတော် AA ကသတင်းထုတ်ပြန်ပါတယ်။ ကျောက်ဖြူမြို့နယ်ကျောက်ကလေးကြီးရွာကိုနိုမာလာ18ရက်နေ့လယ်12နာရီခွဲမှာပေါင်900ဘုံနှလုံးကျဲချခဲ့တယ်လို့လိတ်တင်ကြီးရွာစာတင်ကြောင်းကိုလည်းနေ့လယ်12နာရီခွဲနဲ့12နာရီ39မိနစ်မှာ Jet Fighter တစ်စီးနဲ့အသေးခံ Drone တစ်စီးအသုံးပြုပြီးတော့ထပ်မံလေးချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ AAA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီလက်တင်ကြီးရွာစာတင်ကျောင်းဘုံကျဲတိုက်ခိုက်ခံရမှုမှာကျောင်းသားကျောင်းသူတွေကိုအချိန်မီကာကွယ်နိုင်ခဲ့ပေမဲ့စာတင်ကျောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ကျောင်းအနီးရှိတရိတ်ဆန်တချို့ထိခိုက်သေးဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါ့ပြင်စစ်တွေမြို့နယ်အမြင့်ကျွန်းတရာအနီးပတ်ဝန်းကျင်ကိုနိုမာလာ18ရက်ညနေ4နာရီခွဲမှာဝိုင်တွဲလီရင်နဲ့ဘုံအလုံး60ကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ညနေ8နာရီ18မိနစ်လောက်မှာလဲကြောက်ဖြူမြို့နယ်မင်းရဲကြီးရွာနဲ့တန်ချောင်းကြီးရွာအနီးတွေမှာလေချောင်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ ဇင်ချောင်းကမ်းခြေမှာရှိတဲ့စစ်ကောင်စီရေတပ်ကနေလက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်အထူးအခိုက်အသေးအပြောက်စီးရင်တွေကိုမသိရှိရသေးပဲနောက်ဆက်တွဲကိုဆက်လက်ထုတ်ပြန်သွားမယ်လို့လည်းပြောထားပါတယ်ရှင်။ပလဝမီဆိုရန်နေဆက်ကုံသွေးလမ်းတွေကိုယာယီပိတ်ထားရတဲ့အတွက်ကုန်ပစ္စည်းတွေပျက်စီးဆုံးရှုံးမှာကိုကုန်တယ်တွေကစိုးရိမ်ပူပန်နေကြတယ်လို့ ဒေတာရင်းကုံစင်းတို့တွေလည်းမြင့်တက်လာနေပါတယ်။ကေခိုင်သတင်းပြဖို့ထားပါရရှင်။ရခိုင်ပြည်နယ်ကနေတဆင်ချင်းပြည်နယ်ပလောဝမြို့နယ်နဲ့အိန္ဒိယနိုင်ငံမီဇိုရယ်ပြည်နယ်ကိုဆက်သွေးထားတဲ့နေဆက်ကုံသွေးရေးလမ်းကြောင်းကိုဝဲပြန့်ဝဲလျှော်ယောဂါကူးဆက်မှုနှုံများလာနေတဲ့အတွက်ယာယီပိတ်ပင်ထားတယ်လို့ဒေတာခန်တွင်နဲ့ကုံသွေးတွေစီကတဆင်သိရပါဗျ။ အဲ့ဒီလမ်းကြောင်းကိုပြီးခဲ့တဲ့နိုဝင်ဘာလ13ရက်နေ့ကနေ20ရက်နေ့အထိပိတ်ထားမယ်လို့သက်ဆိုင်ရာနှစ်ဖက်အာဏာပိုင်တွေက ပြောဆိုထားပေမဲ့ရောဂါကူးစက်မှုနှုန်းပေါ်မူတည်ပြီးတော့ထပ်တိုးပိတ်သွားနိုင်ရဲ့လို့ဒေတာခန့်တွင်တဲ့ကုန်သည်တွေကပြောပါရယ်။လမ်းပိတ်ထားတာကြတော့လေဒီဟိုဝင်းချောဝင်းပြဲကူးစက်ရောဂါကြောင့်ပေါ့နော်အဲ့လိုအဲ့ဒါကြောင့်လူတည်နှုန်းတွေလေးရှိရယ်။ ူဆောင်မှုနဲ့တအားမြန်တယ်ဆိုတော့နေဆက်ဖက်မှာဖြစ်နေတာပါအဲ့ဒါကြောင့်လက်ပိတ်ထားတယ်လို့ကြားပါတယ်ဒါဆက်သုံးရက်နေကလေးကလက်ပိတ်တယ်လို့ကြားတယ်ရှင်20နှစ်အထိတော့ပြောတယ်ဒါမှမဟုတ် သူတို့ကယောဂအခြေအနေပုံမူတည်ပြီးတော့အရက်တူတော့တာလေးဖြစ်နိုင်တယ်အဲ့လိုမျိုးတော့ကြပါတယ်ရှင်။လဲမှာပိတ်မင်းနေတဲ့ကွန်ပျူတာလေးရှိပါတယ်။စစ်သုံးရက်မတိုင်ခင်စစ်နှစ်ရက်စစ်တရက်အလောက်မှာထွက်လာတဲ့ကွန်ပျူတာကနေဆက်ကိုရောက်တယ်ရခိုင်ဖက်လေးမရောက်ဟိုဘက်မစ်ရန်ချက်ကိုလေးမဟုတ်အဲ့လိုမျိုးဈာတိမှာကွန်ပျူတာတော့ရှိပါတယ်။ ပလဝမီဆိုတဲ့ကုံသွေးရဲလမ်းကြောင်းဟာရခိုင်ကအေးထိန်းချုပ်ဒေသတွေမှာ လိုအပ်တဲ့အခြေခံစာနေအခါနဲ့ဆေးဝါးတွေရရှိနိုင်ဖို့အဓိကမိခိုအားထားနေရတဲ့အရေးပါတဲ့ကုံသွေးရဲလမ်းကြောင်းလေးဖြစ်ပါတယ်။လက်ရှိမှာ ကုံသွေးတွေရချီပိတ်မိနေကြသလိုလဲပိတ်ထားတဲ့အချိန်ကြာလာတာနဲ့အများတေယူစရိတ်ကြီးမြင့်တာတာရှင်မခံတဲ့ကုံစိမ့်ပစ္စည်းတွေ ပြည့်စည်ဆုံးရှုံးရနိုင်ချေရှိတယ်လို့နောက်ထပ်ကုံသွေးတစ်ယောက်ကပြောပါတယ်။ အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကနေတဆင့်ရခိုင်ပြည်နယ်ကိုကုန်စည်တင်သွင်းနေတဲ့ကုန်တွေတယောက်ရဲ့ပြောကြားချက်ကိုဒီပူဝီသတင်းထောက်ကအတန်အစာထိုးဖက်ကြားပေးထားပါရယ်။ကုန်စည်ကုန်တွေတွေအတွက်တော့တအားအဆင်မပြေပါဘူးအခက်အခဲဖြစ်ရပါတယ်။ကုန်စည်တွေကြတော့တာရှည်လည်းမခံဘူးကျက်ဥတို့ကျက်သွန်တို့ကြတော့လမ်းမှာပိတ်မိနေတယ်ဆိုတော့ပိုအခက်အခဲဖြစ်ပါတယ်။ကုန်ကြောက်တွေကြတော့ပြဿနာမရှိဘူးလေမီဇိုရန်ဘက်ကိုသွားမယ်ဆိုရင်လည်းအဆင်မပြေဘူး။ရခိုင်ဘက်ကြတော့လည်းပြန်လာလို့မရဘူးဆိုတော့လမ်းမှာပိတ်မိနေတဲ့ကုန်စည်ကုန်တွေကတအားအခက်အခဲဖြစ်နေပါတယ်။ ဒီလိုလန်ခီကကြာရှည်နေမယ်ဆိုရင်အကုန်လုံးကိုဆုံးရှုံးသွားနိုင်ပါတယ်။ကုံသိန်းတွေကြတော့လဲဆုံးပြီဆိုဆုံးပြီပဲပြန်ရောင်းလို့တောင်မရဘူး။လမ်းမှာစောင့်ဝတ်နေရခက်ခဲတို့လမ်းစိတ်ပုံကုံတာမျိုးတို့ရှိပါတယ်။ရက်တာရှည်နေရင်တော့လုံးဝအဆင်ပြေမှာမဟုတ်တော့ဘူး။လက်ရှိမှာကုန်စည်ဝင်ရောက်မှုပြတ်တောက်တော့တဲ့အတွက်ဒေတာတွင်ကုန်စည်နှုန်းတွေဈေးနှုန်းမြင့်တက်လာနေတယ်လို့ဒေတာအခန့်တွေကပြောဆိုကြပါသေးတယ်။ဒီလမ်းပိုက်ထားလို့ကုန်စည်နှုန်းတွေတက်နေတာရောကြားမိပါသေးတယ်။ ဒီစီဇေယအခြေခံစားသောက်ကိုရရေးတက်နေတာတော့အဲတွေ့ပါရရသဘောမှုထောက်လို့ဆိုရင်ပုံမှန်အဲတထောက်ဖို့အာနထောက်ရတာကိုအခုကထောက်ပဲဖြစ်သွားရင်ရှိပါတယ်အာပုံမှန်ဆိုရင်ဇလောင်းနဲ့ဒါကိုဇလောင်းတထောင်ဇလောင်း1500ဝန်းကျင်အဲ့လိုမျိုးအဲတဲလိုရရဲ့အစီအစီရှိပါရဲ့ဗျာ လက်ရှိပလဲဝါမီဇိုရန်ကုန်သွယ်ရေးလမ်းကြောင်းရှိရာပလဲဝါခရိုင်ချင်းလဲဝါဒေသမှာဝင်ရောက ဖြစ်ပေါ်သူဥယေ300ကျော်ရှိနေပြီးအေအေရဲ့ကျန်းမာရေးဝန်ထမ်းတွေကစေကူတာပေးနေတဲ့အပြင်ကူးဆက်ရောဂါမပြတ်ပေါ်အောင်လှုပ်ဆောင်နေတာတွေလည်းရှိနေတယ်လို့အာရခပြည်သူကျန်းမာရေးဌာနနဲ့နှိစက်သူတွေစီကသိရပါဗျ။ကျမကေခိုင်ပါ။ ဘကိုးတိုင်းပောက်ခေါင်းမြို့နယ်ကျုပ်ပင်ဝိုင်းရွာကမင်္ဂလာဆောင်ကျင်းပနေတဲ့နေအိမ်နီးကိုနိုမာလာ16ရက်မနက်9:00နာရီဝန်းကျင်မှာစစ်တပ်ကဘုံကျဲခဲ့တဲ့အတွက်ကိုဝင်ဆောင်အမျိုးသမီးတိတ်ဆုံးပြီးတော့အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါတယ်။ပောက်ခေါင်းမြို့နယ်6မိုင်လောက်ဝေးတဲ့ကျုပ်ပင်ဝိုင်းကျေးရွာကိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့တာဖြစ်ပြီးအသက်35နှစ်အရွယ်ကိုဝင်6လလောက်ရှိတဲ့မတ်မမဝင်တိတ်ဆုံးခဲ့ပြီးအသက်40ကျော်အရွယ်ကိုတန်းစောကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ကျွတ်ဝေဝမ်းရွာအနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကအီလာလီတပ်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးချောင်းကောင်းရွာဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ပြည်ခိုင်ပကဖတာဝန်ရှိသူက TVB ကိုပြောပါရယ်စစ်ကောင်စီတပ်ကပောက်ခေါင်းမြို့ပေါ်မှာအထိုင်ချတက်ဆွဲနေပြီးအနီးနားကျေးရွာတွေဘက်ကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတဲ့အတွက်ဒေသခံတွေအနေနဲ့လေကြောင်းရန်ကိုအထူးသတိပြုနေထိုင်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါရှင့် စကိုင်းတိုင်းကမ်းဘလူးခင်ဦးနဲ့ရေဦးမြို့အဆက်ကိုစစ်ကောင်စီတပ်ကအင်အား300နီးပါးအုံပြပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။နိုမာလာ၁၄ရက်ကစပြီးကြောပြန်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာဒီနေ့နိုမာလာ၁၈ရက်အထိရေဦးခင်ဦးကမ်းဘလူးအဆက်မှာစစ်ကြောင်းထိုးနေတဲ့အတွက်ကြီးရွာ၄၅ရွာကဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတာလို့ဆိုပါတယ် လက်ရှိမှာစစ်ကောင်စီတပ်စစ်ကြောင်းကခင်ဦးမြို့နယ်ပင်စိန်ကင်းရွာဘက်ကိုရောက်နေပြီးနေအိမ်တွေမိရှုဖြက်စီခံရတာနဲ့အရသားတွေဖမ်းဆီးတပ်ဖြတ်ခံရတဲ့သတင်းတွေကိုအတည်ပြုလို့မရသေးဘူးလို့ဒေသရင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူတယောက်က TVB ကိုပြောပါရယ်အဲ့ဒီစကြောင်းမှာတက်မ33ခမရ361နဲ့ကြံဆိုင်ပြိုးရီတက်အပြင်ပြူစောထီးတွေလည်းပါဝင်တယ်လို့ဆိုပါရယ်။နိုမာလာ12ရက်ကကမ်ဘလူနယ်ကနေခင်ဦးနယ်အဆက်ကိုအင်အားတရာဝင်ကျင်တဲ့စစ်ကြောင်းထိုးလာခြင်း ပြည်သူ့ကာကွယ်ရေးဘုအောင်တပ်တွေကတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးသူများပြီးလူမာလာ73ရက်မှာကမ်ဘလူးနယ်ဘက်ကိုပြန်ဆုတ်သွားတဲ့တပ်ဖြစ်တယ်လို့လည်းသိရပါပါရှင်။အနာဒေးစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်မဲ့အရက်ဖက်အဖွဲ့အစည်းတွေမရှိသလောက်နေပါနေတာဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်ယုံကြည်မှုမရှိတာကိုဖော်ပြနေတာလို့ရွေးကောက်ပွဲလေးလာသူတို့ကပြောပါရယ်။ဒီသတင်းကိုအောက်သူပေးပို့ထားပါရယ်ရှင်။အနာဒေးစစ်ကောင်စီက သူတို့လုံးမဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့ပြည်တွင်းအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့တွေကိုဖိတ်ခေါ်နေပေမဲ့ရွေးကောက်ပွဲကျင်းပဖို့လပိုင်းအလိုအထိဘယ်အဖွဲ့တွေစောင့်ကြည့်မလဲဆိုတာကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးပါဘူး၂030ရွေးကောက်ပွဲကစလို့2020ရွေးကောက်ပွဲအထိရွေးကောက်ပွဲအဆက်ဆက်ကိုစောင့်ကြည့်ခဲ့တဲ့အဖွဲ့တာဝန်ရှိသူတွေနဲ့ အဲ့ဒီအဖွဲ့တွေနဲ့နှီးဆက်တဲ့သူတွေကိုဒီဝီသတင်းဌာနကမေးမြန်းကြည့်တဲ့အခါမှာစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ကြမှာမဟုတ်ဘူးလို့ဖြေကြပါတယ်စစ်တပ်ကသူတို့လုံးမဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရမယ်လို့ကြွေးကြော်နေပေမဲ့အဲ့ဒီရွေးကောက်ပွဲကိုလူလူကယုံကြည်မှုမရှိဘဲလက်မခံတာပြည်သူတွေရဲ့စံနှအမှန်ကိုထုတ်ဖော်မပြောဆိုနိုင်တာနိုင်ငံတကာကအဲ့ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်တာ ပွင့်လင်းမြင်သာမှုရှိတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တာတွေကြောင့်အာဏာသိမ်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုစောင့်မကြည့်ကြတာလို့ဆိုပါတယ်။လေလေနဲ့စောင့်ကြည့်ရတဲ့အနေအထားမျိုးရှိမှာမဟုတ်ဘူးပေါ့နော်။ဆိုတော့အဲ့အားစာအာဘာတွေပဲမြင်ရမလဲဆိုတော့ရွေးကောက်ပွဲကာလမှာလူတွေကိုတရားပေးပြီးနေပေးခိုင်းတာအကျန်းဖတ်ပြီးတော့အာချိန်ချောက်တာပြီးတော့ရွေးကောက်ပွဲဥပဒေနဲ့ဝေဖန်တဲ့သူတွေကိုရေးယူဖြစ်ပြီးတာ ပြီးတော့ဒီရေတော့ပဲကာလာမှာဒီရေတော့ပဲရက်ဒီမှာလဲဒီမဲရှင်းရင်းနေနေတာပြီးတော့ရေတော့ပဲကာလာမှာဒီမဲပေးရသူမဲမဲပေးရသူမဲပေးရသူမဲမဲပေးရသူမဲပေးမိမဲမဲပေးမိပုံမှာခြေခံပြီးတော့မှစောင့်ကြည့်ရပါတော့ဒီရေရနဲ့၆လမ်းစောင့်ကြည့်ခိုင်းရတာဒါမျိုးတွေပဲပို့ပြီးတော့ညားမယ်ပေါ့နော်ဆိုရေတော့ပဲ2030တက်ကိုပို့ဆိုးလိမ့်မယ်ပေါ့ပို့ဆိုးလိမ့်မယ်ငွေကစောင့်ကြည့်ရသူလာရင်တော့မှပဲရန်ကုန်မင်းလေးလောက်ပဲ ပြပြီးတော့မျိုးကြီးတွေတော့ပဲအပြခေါ်သွားပြီးတော့ပြလိမ့်မယ်အဲ့ဒီရေချေချောင်းပဲရေခောက်ပဲပထမပိုင်းဒုတိယပိုင်းတတိယပိုင်းလုပ်တော့မှာအပိုင်းသုံးပိုင်းလုံးမှာဆောင်းကြည့်ရဲ့သူတွေထည့်လို့ရအောင်မလားအပိုင်းသုံးပိုင်းလုံးကိုရန်ကုန်မြို့ပေါ်ကြီးထည့်ထားတယ်လည်းတွေ့ရတယ်အနာသိန်းစစ်တပ်ကမဲမတမမှုရှိခဲ့တယ်လို့ဆွဲခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့တနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ခဲ့တဲ့အဖွဲ့90ကျော်က လူဦးရေ6000နီးပါးအပြင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တန်တမန်တွေကလူဦးရေ200ကျော်စောင့်ကြည့်ခဲ့ကြပါတယ်။လက်ရှိမှာတော့အနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့စစ်တပ်ကိုထောက်ခံကြတဲ့တရုတ်၊ရုရှား၊ဘီလာရုအိန္ဒိယနိုင်ငံနဲ့ အင်ဒီဂျင်းနိုင်ငံတချို့ကတော့ရွေးကောက်ပွဲကိုစောင့်ကြည့်မဲ့အဖွဲ့တွေကိုဆီလွတ်မယ်လို့ထုတ်ဖော်ပြောဆိုပေမဲ့ဥရောပတပက EU ဘက်ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလက်မခံတယ်လို့စောင့်ကြည့်မဲ့သူတွေကိုလည်းဆီလွတ်မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။အခုလိုရွေးကောက်ပွဲပေါ်စောင့်ကြည့်မဲ့အဖွဲ့တွေနေပါတာအပြင်ပြည်သူတွေဟာရွေးကောက်ပွဲအပေါ်ကြောက်ရွံ့ကြတာဟာစစ်ကောင်စီကိုတော်လှန်နေကြတဲ့တော်လှန်ရေးအင်အားစုတွေရဲ့ချင်းချောက်မှုတွေကြောင့်ဖြစ်တယ်လို့ နေပြည်တော်ကောင်စီနယ်မြေသရူတရီမြို့နယ်ကနေတတိပုဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ဒေါက်တာအောင်မျိုးကအပြစ်တင်ပါတယ်။တွလိုင်းအင်အားစုတွေဘက်ကတော့ရွေးကောက်ပွဲကိုပူပေါင်းဆောင်ရွက်တဲ့သူတွေကိုထိထိရောက်ရောက်အေးအေးယူမယ်လို့ထုတ်ပြန်ပြောဆိုမှုတွေကြောင့်2025ခုနှစ်မှာလုံးမဲ့ရွေးကောက်ပွဲအပေါ်လူလူကစိတ်ပါဝင်စားမှုမရှိတော့တာလို့ပြောဆိုပြီးရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ်လို့ယုံကြည်တဲ့အကြောင်းကိုလည်းပြောဆိုပါရတယ်။ အဲ့ NU ရဲ့ချင်းချောက်မှုကတော်တော်ကြီးတာပေါ့နော်အဲ့သူတို့ချင်းချောက်မှုကြောင့်အခုလူအဲ့ဒါပေါ့မဲထဲဖို့အတွက်တွတ်ဆုတ်တွတ်ဆုတ်ဖြစ်နေကြတာနေလေဒါတွေပဲပေါ့နော်အဓိကပြဿနာကဒီလူတွေပါပဲဟိုအဲ့ရုပ်ကပေါ်မလိုလားသူပါအဲ့ကျွန်တော်တို့ဒီ NU ရဲ့အဲ့ PGF တွေပဲပေါ့နော်ဒီအဲ့ဒါဟိုဒီလူတွေကြောင့်ဒီရုပ်ကပေါ်ကစီကားတင်းတောင်မစီကားဖြစ်တာပေါ့နော်ယူကဘွေလုပ်ငန်းရှင်တွေပေါ်စောင့်ကြည့်လေ့လာမှုတွေကိုလုပ်တဲ့တတိယအင်အားစုတွေမရှိဘူးဆိုရင် ရွေးကောက်ပွဲအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့မဲလိမ်မဲခုမှုတွေအပေါ်စစ်ဆီးတဲ့အခါမှာယုံကြည်စိတ်ချရတဲ့တပ်တွေခံမဲ့သူတွေမရှိတာအာနာရှိသူကရွေးကောက်ပွဲရလက်ကိုလူတလူပြင်ဆင်သွားနိုင်တာဆန္ဒမဲပေးတဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်အာနာသုံးစီခိုင်းနိုင်တာစတဲ့ကိစ္စရပ်တွေဖြစ်နိုင်တယ်လို့နိုင်ငံရေးပါတီတွေဘက်ကတော့ထောက်ပြပါရတယ်။၂၀၁၈ခုနှစ်က အရက်ဖက်အဖွဲ့အစည်းတွေနဲ့တနင်္ဂနွေမှာရှိနေကြတဲ့ပြည်တွင်း NGO အဖွဲ့အစည်း100ကျော်နဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့မြန်မာ NGO ကွန်ရက်ကိုပြန်လည်အသက်ဝင်ဖို့2024ခုနှစ်ဇွန်လအတွင်းကပြန်ဖွဲ့ခဲ့တဲ့မြန်မာ NGO ကွန်ရက်အမှုဆောင်ကော်မတီမှာပါတဲ့အဖွဲ့တချို့ကတော့အနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်နိုင်ခြေရှိတယ်လို့အဲ့ဒီအဖွဲ့တချို့နဲ့နီးစပ်တဲ့သူတွေကဒီဘူဘီကိုပြောပါတယ် အသစ်ပြန်ဖွင့်လိုက်တဲ့မြန်မာ NGO ကိုရဲအမှုဆောင်ကော်မတီမှာအရက်ဖက်အဖွဲ့အစည်းတချို့နဲ့ပြည်တွင်း NGO အဖွဲ့၁၈ဖွဲ့ပါပေမဲ့ဘယ်ဖွဲ့တွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့စီရင်ပေးသွင်းထားတယ်လဲဆိုတာကိုဒီဥပဒေသတင်းဌာနအနေနဲ့စုံစမ်းနိုင်ခြင်းမရှိသေးပါဘူး။ ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဘက်ကိုရွေးကောက်ပွဲစောင့်ကြည့်ကြမဲ့အဖွဲ့တွေအကြောင်းကိုမေးမြန်းဆွေးနွေးတဲ့အခါမှာဖိတ်ခေါ်ထားတယ်လို့ပြောဆိုတဲ့အပြင်စောင့်ကြည့်မဲ့အဖွဲ့တွေရှိတယ်လို့ရွေးကောက်ပွဲကိုစောင့်မကြည့်မဲ့အဖွဲ့တွေလည်းရှိနေတယ်လို့အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကပြောပါတယ်အဲလာပဲဆိုတဲ့အုပ်စုလည်းရှိတယ်ပေါ့ဗျာလာရင်တော့အကောင်းဆုံးပေါ့ဗျာလာဘူးလဲကတော့ဒီစီကလည်းဖိတ်ခေါ်တယ်ဒါကြောင့်ပဲဆိုရင်တော့ 啊，对对，讲得好。再者说，与老百姓的路线了，啊，不对，不对，哎，一个国家，富人富，贫者贫，贫富不均啊，这都怪上级管不地的，新闻，哎，那比如，我查着了，如媒体里边的新闻里面了，如说，有啥，希腊了，刚说的呀，希腊的状况怎么样？刚刚的，人家那个后天比亚被说第一主角了。 မင်္ဂတဲဆိုတာပေါ်လာပါဘူး2015ထူထူရွေးကောက်ပွဲမှာတော့ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့အစည်း53ဖွဲ့ရှိပြီးတနင်္ဂနွေလုံးမှာလူကြီးတပေါင်းတထောင်ကျော်စောင့်ကြည့်ခဲ့ကြပါတယ်2019ကြပြရွေးကောက်ပွဲမှာတော့ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့14ဖွဲ့ရှိခဲ့ပြီးလူဦးရေ1500ကျော်စောင့်ကြည့်ခဲ့တယ်လို့နိုင်ငံတကာတန်ရုံ23ရုံးကရွေးကောက်ပွဲစောင့်ကြည့်တဲ့သူ189ယောက်ရှိခဲ့ပါတယ်။အဲ့ဒီအပြင်နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းနှစ်ခုနဲ့ ပြည်တွင်းမှာရှိတဲ့နိုင်ငံကအဖွဲ့အစည်း၈ဖွဲ့ကဝန်ထမ်းပေါင်း135ယောက်ကလည်း2019ကြားပြတ်ရွေးကောက်ပွဲကိုစောင့်ကြည့်ခဲ့ကြပါတယ်။2018ကြားပြတ်ရွေးကောက်ပွဲမှာတော့ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာတဲ့အဖွဲ့အစည်း၈ဖွဲ့ကလူပေါင်း1400နီးပါးစောင့်ကြည့်ခဲ့ကြတာပါ။ကျွန်တော်အောင်သူပါခင်ဗျာ။ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခုကြူအားကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ကင်မျိုးသားအစည်းအရုံးကင်ယူထိန်းချုပ်ထားတဲ့ဒေသတွေမှာကင်ယူမျိုးနယ်အလုံးမှုဆောင်ကော်မတီအနေနဲ့ကင်မျိုးသားအစည်းအရုံးကင်ယူဘဟုရဲ့ရွေးကောက်ပွဲသဘောထားနဲ့အညီရည်တည်မှာဖြစ်တယ်လို့ကင်ယူကထုတ်ပြန်လိုက်ပါတယ်။ ပြည်သူတွေကိုလိမ်လည်လှည့်ပြနေတဲ့အတူအယောင်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ပဲဆန့်ကျင်သွားမယ်လို့နိုမာလာ၁၉ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ပြည်သူတွေကိုစစ်အာဏာရှင်တပ်ဆိုးရှင်မဲ့အတူအယောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်တာမရှိဘဲအကြမ်းမဖက်တဲ့နည်းနဲ့ဆန့်ကျင်ကြဖို့ဆန္ဒမဲရီကိုအလွဲသုံးစားမလုပ်ကြဖို့ KNU မြို့နယ်အလုံးမှုဆောင်ကော်မတီကတိုက်တွန်းပြောဆိုထားပါတယ်။ဒါပြင်စစ်ကော်မရှင်ရဲ့စစ်မှုထမ်းဥပဒေနဲ့စစ်ပေးတံတွေကြောင့် KNU ဒေသရှိပြည်သူတွေဟာမိမိနေရက်တွေမှာ အေးချမ်းစွာမနေရတဲ့အပြင်ချင်းချောက်ဖိအားပေးတာနဲ့အတင်းအဓမ္မမဲပေးစီခိုင်းတာတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါဗျ။ဒါ့အပြင်စစ်ကောင်မရှင်အနေနဲ့ရွေးကောက်ပွဲစနစ်ကိုပြည်သူတွေနားလည်အားခက်ခဲအောင်သူတို့လိုချင်တဲ့အဖြစ်ရရှိအောင်မဲပေးနည်းစနစ်တွေနဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့သဘောထားကိုအလွဲသုံးစားလှုံ့ဆော်နေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါရယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကလာတဲ့ကုန်တင်ရင်နဲ့ကားအသေးအစီး90ကျော်ကိုစစ်ကောင်စီတပ်ကတန့်ရန်မြို့နယ်နမ်လန်ရွာမှာဖမ်းဆီးပြီးနိုမာလာ18ရက်မှာရက်ဆောက်ရဲစခန်းကိုလွှဲပြောင်းလိုက်တယ်လို့ကုန်တင်ရင်မောင်းလေစီကလည်းသိရပါဗယ်။နမ်လန်ကြောက်ကူအင်တော်ရက်ဆောက်လမ်းကနေတရုတ်ကုန်ပစ္စည်းတွေတင်လာတဲ့ကုန်ကားတွေအပါအဝင်ကားအစီး90ကျော်ကိုစစ်ကောင်စီရဲ့ဘာထူးတပ်နယ်ကဖြူဟာမှုကိုရိုင်းနိုမာလာ23ရက်မှာဆင်ဖမ်းခဲ့တယ်လို့သိရပါဗယ်။ကားတွေနဲ့အတူကားသမားတွေကိုမှတ်ပုံတင်တွေကအစသိမ်းထားပြီး ဘာကြောင့်ဖမ်းနေဆိုတာကိုတော့မသိရသေးဘူးလို့ကုန်တင်ရင်မောင်းတယောက်ကပြောပါရယ်။လက်ရှိမှာစစ်ကောင်စီကနမ်လန်တီပေါ်မိုင်းရဲဘက်တွေကိုပိတ်ထားတယ်လို့တီပေါ်မျိုးအထက်တီပေါ်လာရှိုးတံတားကိုလည်းကိုကန့်တက်တဲ့စစ်ကောင်စီတပ်တို့အပြန်အလှန်ပိတ်ထားတယ်လို့သိရပါရယ်။နမ်လန်ဘက်မှာတရုတ်ကွန်ပစ္စည်းပါတဲ့ကားတွေကိုဖမ်းဆီးစစ်ဆေးနေပြီးကားတွေကိုရဲစောက်ပါထူတက်ထဲကိုမောင်းသွင်းထားတယ်လို့ဒေသခံတယောက်ကပြောပါရယ်။ စစ်ကောင်စီဟာနောင်ချိုတီပေါနဲ့ကြောင်မဲမြို့တွေကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာမန္တလေးတီပေါပြောင်စုလမ်းမကြီးကိုလည်းထိန်းချုပ်ထားပါရဲ့ရှင်။ကရင်ပြည်နယ်ရှိကြားဖြန့်ကိုင်းတွေကိုအပြတ်နှိမ်နှင်တော်မယ်လို့ BGF ကရင်နယ်ကြားဆောင်တပ်ပြောခွင့်ရသူကသတင်းမီဒီယာတွေကိုတွေ့ဆုံပြောကြားလိုက်ပါတယ်။မောင်တူးသတင်းပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါ။သတင်းစာရှင်းလင်းပွဲအတွင်းထိုင်းသတင်းဌာနတွေနဲ့မြန်မာသတင်းဌာနတို့ချို့တက်ရောက်ခဲ့ကြပြီး တရင်းသာရှင်းလင်းပွဲကိုမြဝတီအမှတ်9ရပ်ကွက်ရှိ BGF နေကြားတောင်တက်ရှေ့တန်းယုံခမ်းမမှာပြုတ်လုခဲ့တာပါဒေတာဖို့ပြိုတိုးတက်စီခြင်းလို့ကျွန်တော်တို့နိုင်ငံခြားရေးလို့ပြောလို့ဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မြို့ပြလုခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒီနိုင်ငံခြားတွေကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့အဲဒီကပ္ပအပေါ်မှာလေလေမှုပြုတ်လုလာတယ်ဆိုတာကိုတို့ အခုနောက်ပိုင်းမှာတွင်တွင်ကြဲကြဲလေးတိခဲ့ရတော့ပေါ့နော်အဲ့တော့ကြောင့်မလို့ဘုရားကဒကူးနေအချိန်ခါမှာဒီကဘာကြီးနဲ့အတူနော်ကိုတို့အိန္ဒိယနိုင်ငံတွေနဲ့အတူကိုတို့နိုင်ငံအစိုးရနဲ့အတူဘုရားကဒီစကမ်မာကိုကြားဖြတ်တိုက်ဖြတ်ရေးကိုဟိုပြီးကြဖေရှားရှင်းလင်းဖို့အတွက်ကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်း လက်ရှိဖမ်းဆီးထားတဲ့နိုင်ငံသားကြားဖြန့်အယောက်တစ်ထောင်နဲ့နှစ်ထောင်ကျားပဲရှိတော့ကြောင်းနဲ့ကြားဖြန့်လေးကိုလာမဲ့ရပိုင်းအတွင်းအပြည့်ပြတ်နှိမ်နင်းတော်မာလို့လဲဆိုပါတယ်ဘုလိုတိုက်ပြဖို့ကတော့လက်ရှိကတော့အကူတို့ဟိုဒီပြီးခဲ့တဲ့ကာလတော့လည်းအကူတို့ဒီထိုင်းရဲ့အကူတို့နိုင်ငံရဲ့အလီဆုံးထိုင်းနေဆက်မှာလည်းထိုင်းဝီရှုပ်ဟိုပြောတာရှိတယ်ဒီပေါ်မှာလည်းကိုတို့ လေးစားတံမှုထားပါတယ်အဲ့တော့ဒီနောက်ဒီကိုတို့ဒီကမ္ဘာတိုက်ကတီးတီးကလူလာနေတဲ့ဒီဒီဒီကြပြတ်အဖေရှားရှင်လေးရေးကိစ္စကိုကိုတို့ကတော့အခုကိုတို့တိုက်ကဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူပေါင်းပြီးတော့ကိုတို့ကတော့တော့လုံးဝပပျောက်နေကြီးဒီဂျပန်ထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါတော့ပြီးတိုက်ဖေရှားရှင်လေးတော့မဟုတ်ဘူး ရပိုင်းတွင်းကလည်းထိုင်းနိုင်ငံဝန်ကြီးချုပ်ကိုတိုင်မဲဆောက်မြို့ကိုလာပြီးကြားဖြန့်ကိုစစ်ပွဲတရအဖြစ် တိုက်ခိုက်ရှင်းလင်းတော့မယ်လို့ကြေညာခဲ့သေးတာပါမြန်မာနိုင်ငံကြားဖြန့်ပေါ်များတဲ့ကိစ္စကတော့အဓိကတော့စစ်တပ်ပဲအဓိကတော့စစ်တပ်ပဲစစ်တပ်ကြောင့်ပဲအဲ့တော့အဲ့ဒီစစ်တပ်မှာမှနောက်ထပ်လူပုဂ္ဂိုလ်အနေနဲ့ထပ်ပြောရင်တော့ဒါမင်းအောင်လိုင်းမျိုးအုပ်စုပဲနောက်သူတို့တာဝန်ရှိဆုံးပဲအာမဟုတ်လို့လဲလို့ပြောရင် ူတို့ကတိုင်းပြည်ကိုသူတို့ဥဆောင်တယ်ပေါ့နော်တိုင်းပြည်ရဲ့အာဏာကိုသူတို့လိုချင်တယ်နော်ဟိုပြီးရင်နောက်တစ်ခုကတိုင်းပြည်ကိုခေါင်းဆောင်ချင်တယ်နော်သူတို့တမရလှုပ်ချင်တယ်ဆိုပြီးတော့သူတို့အဲ့လိုမျိုးပြောပေမဲ့တကယ်တကယ်တမ်းသူတို့လုံနေတဲ့လောက်ရက်တွေသူတို့ရဲ့အတွေးတွေသူတို့ရဲ့ပြောဆိုမှုတွေကတကယ်တော့သူတို့ကဟိုအရင်ကရှိခဲ့တဲ့ယာကူဇာတို့မာဖီးယားတို့လို့ဒီလို ဇရိုက်တွေပဲသူတို့မှာရှိကြ။ရွှေကုတ်ကိုမြို့တည်ထူထောင်သူကြားဖြန့်ကောင်းဆောင်ရှိကြည်ကျန်းကို ထိုင်းကနိုမလာ၁၂ရက်မှာတရုတ်ပြည်ကိုလွှဲပြောင်းပေးလိုက်သလို DKBA ခေါင်းဆောင်၄ယောက်ကိုလည်းကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်တဲ့ဆိုပြီး အမေရိကန်ဆိုရကဒဏ်ခတ်အေးအေးလိုက်အပြီးမှာ BGF ကအခုလိုသတင်းစာရှင်းလင်းပွဲပြုတ်လုခဲ့တာပါခင်ဗျာကျွန်တော်မောင်တူပါလုံးတဲ့အခြေကြရေး အဲ့လိုပုတ်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 တွေ့ရပါတော့အခုဒီတစ်ခေါက်တော့ပွေလေးညင်သာစွာကိုတို့လုပ်ကြပါမယ် ုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဂျပန်နိုင်ငံမှာဝဝင်တိုက်ခိုက်မှုတွေစံချိန်တင်မြင့်တက်လာတာကိုရင်ဆိုင်ဖို့ခွေးအောင်တန်ပေးနိုင်တဲ့ drone တွေလိုနည်းပညာပစ္စည်းတွေကိုအသုံးပြုနေပါဗျ။ခွေးအောင်တန်ထုတ်လွှင့်တဲ့အတန်ချက်ဆက်တွေမီရှူမီဘက်နေတက်ဆင်ထားတဲ့ဒီ drone တွေကိုခီဖူခရိုင်ကတတိချန်တွေမှာစတင်စမ်းသပ်နေကြတာပါ ဂျပန်နိုင်ငံမှာဧပြီလကစပြီးဝက်ဝင်တိုက်ခိုက်မှုကြောင့်လူ120ဒဏ်ရာရခဲ့ပြီး73ရောက်အထိသေဆုံးခဲ့ပါတယ်။ဒေသတချို့မှာဆိုရင်ဝက်ဝင်တွေ့ရှိမှုနှုန်းဟာမနစ်ကထက်ရှစ်ဆနီးပါးမြင့်တက်လာခဲ့တာပါ။ UNESCO ကမ္ဘာ့အမွေအနှစ်စည်းဝင် ကြီးရွာဖြစ်တဲ့ရှီယာကာဝါကိုမှာစပိန်ခီးသွားတယောက်တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းဂျပန်ခီးသွားလုပ်ငန်းကိုပါထိခိုက်လာခဲ့ပါတယ်။ American တရုတ်နဲ့ဗီဒိန်နိုင်ငံတို့ကလည်းသူတို့နိုင်ငံသားတွေဂျပန်နိုင်ငံကိုခီးသွားလာရမှာ ဝက်ဝင်အန်တရဲ့သတိထားဖို့သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ဝက်တစ်ချသည်လိုတဘာဝအစားအစာရှားပါမှုနဲ့ကြေးလက်ဒေသတွေမှာလူနေကျဲပါလာမှုတွေကြောင့်ဝက်ဝင်တွေဟာလူနေရက်ွက်တွေနာကိုပုံမရောက်ရှိလာတာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်ရှင်။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ိုမာလာ15ရက်အထိ2026ကမ္ဘာဖလားဝင်ကွင်းရအသင်းစုစုပေါင်း30အထိရှိလာပါတယ်။ဥရောပဆောင်ကခရိုအေးရှားအသင်းကကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်တဲ့30မြောက်အသင်းဖြစ်လာခဲ့ပြီးလက်ကျန်18နေရာအတွက်တိုက်ကြီးတွေအလိုက်ဆက်လက်ရှင်ပြိုင်ကစားရအောင်ပါ။လက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ဒုတိယပြင်သစ်အသင်းတို့ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်သလိုအာဖရိကဆောင်ကဂိတ်ပါတီး အာရှဆုံကဂျော်ဒန်နဲ့ဥစ်ဘက်ကစ္စတန်အသင်းတွေကကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးအကြိမ်ရှင်ပြိုင်ကစားခွင့်ရရှိထားတာပါကမ္ဘာဖလားပူးတဲ့အင်ရှင်နိုင်ငံတွေဖြစ်တဲ့အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေအပါအဝင်အာရှဆုံကခြေစစ်ပွဲအောင်အသင်း၈သင်း၊အာဖရိကဆုံကအသင်း၉သင်း၊သမုဒ္ဒရာပိုင်းဆုံကနယူးဇီလန်အသင်းတို့ကခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်ပါတယ်အလားတူတောင်အမေရိကဆုံက6သင်းဥရောပဆုံကအင်္ဂလန်ပြင်သစ်နဲ့ ခရိုအေးရှား၃တင်းတို့ဟာလည်းခြေစစ်ပွဲအောင်မြင်ထားလို့စုစုပေါင်းအသင်း30အထိထွက်ပေါ်လာခဲ့တာပါ။နော်ဝေးအသင်းဟာလည်းခြေစစ်ပွဲအောင်ဖို့တေကြာသလောက်ရှိနေပေမဲ့နောက်ဆုံးပွဲစဉ်ကစားဖို့ရှိသေးတာကြောင့်တင်ချာနီးအယခြေစစ်ပွဲအောင်တဲ့အသင်းဆင်းမှာထည့်မတွက်ထားတာဖြစ်ပါရဲ့ရှင်။ဒီဗီယိုမြင့်တန်ကြားညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရတာပါ။ည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးပါမှာပါ။ကျမတော့ဖူးအီနေပါ။ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။